လမ်းမမှာပန်းရောက်နေတဲ့ကလေးတွေကိုပညာတက်စေဖို့အတွက်ပိတ်ရမှာခားမဲစာသင်ဝိုင်းဖွင့်ပေးထားတဲ့ဆရာမလုံးလုံးအားလုံးပဲမိင်္ဂလာပါစရိတန်နူပေးကနေပြန်လေကကျေးဇူးလိုက်ပါရီမိပိုင်းနေမှာပန်းရောက်တဲ့ကလေးတွေဘူးဝကောက်တဲ့ကလေးတွေကိုထင်သေးတဲ့ကြီးတွေနဲ့ကြီးသွားကြသူတွေများမိမယ်ဆရာမလုံးလုံးကဒီကလေးတွေကိုအမှုမဲ့မမဲ့မထားဘဲနဲ့စာသင်ပေးနေခဲ့သူပါဆရာမလုံးလုံးကအသက်23နှစ်ရှိပြီဖြစ်ပြီးကိုပိုင်ကျောင်းတစ်ခုမှာဆရာမလုံးကိုလောက်ကိုင်းပါရီ ပြရမှာတော့လမ်းမှာလုံးလုံးနေတဲ့ကလေးတွေကိုစာသင်ပေးဖို့အခမဲ့စာသင်ဝိုင်းလေးကိုဖွင့်လှစ်ကြပါရီဆရာမလုံးလုံးရင်စာသင်ဝိုင်းမှာတော့ကျောင်းတက်ဖို့အခက်အခဲရှိတဲ့ကလေးတွေကိုအဓိကအစားပေးပြီးတော့စာသင်ပေးပါရီဘုံကောင်ရတဲ့ကလေးတွေပန်းရောက်ရတဲ့ကလေးတွေဟာအထားကလေးတွေလိုကျောင်းမတက်နိုင်ကြပါဘူးအတန်းပညာကိုတန်းမှမတက်ဘူးတဲ့ကလေးတွေလည်းပါဝင်ပါရီမိသားစုတွင်အလုံးလုံးနေရတဲ့ကလေးတွေဖြစ်နေပေပညာသင်ဖို့အတွက်ငွေကြေးလည်းမတက်နိုင်ပါဘူးဆရာမလုံးလုံးနဲ့တငယ်ချင်းတွေကစူပေါင်းပြီးစာသင်ပေးကြပါရီ စနေနဲ့တနင်္ဂနွေနေ့ရက်ပဲတင် जा ပေးတာဖြစ်ပေမဲ့ကလေးတွေရဲ့ပြောင်းလဲမှုကတော့ကြီးကြီးမားမားဖြစ်သွားလို့ဆရာမလုံးလုံးကဝမ်းသာပီတိပညာပါရီဆာလာတင်တဲ့ကလေးတွေကမတူညီတဲ့မိသားစုတွေကနေဆန်းသက်လာတာဖြစ်တဲ့အတွက်သူတို့ရဲ့တွေးခေါ်တွေကလည်းမတူညီတဲ့ပြင်မိဘတွေကလည်းချိန်ပေးပြီးတော့မဆုံးမနိုင်ကြပါဘူးဒီလိုကလေးတွေကိုဆရာမလုံးလုံးကပြောဆိုပြုမှုအနေတိုင်းကအစတင် जा ပေးပါရီတောင်နဲ့တောင်အပြန်လည်လေးစားမှုကရေးကြည့်တဲ့အကြောင်း တင်ပြပေးလို့ကလေးတွေရဲ့အမူအရာတွေကစာအင်ကြီးသိမ့်မွေလာကြပါရီစာရီလည်းရေတက်လာကြတဲ့ပြင်အမြင်တွေကျလာတာကလည်းအောင်မြင်မှုတစ်ခုဖြစ်လာပါရီဆရာမလုံးလုံးကဒီကလေးတွေကိုတသက်သာအတွက်အသုံးချလို့ရနိုင်မယ့်တက်ပညာတွေကိုသင်ကြားပေးချင်တာပါကလေးတွေကိုတသက်လုံးပုဂံကောက်တဲ့လို့ပန်းရောင်းတဲ့လုံးနဲ့မရက်တီစေခြင်းပဲကောင်းမွန်တဲ့လုပ်ကိုင်းနေနဲ့ပဲရှင်သန်စေခြင်းလို့ဆရာမလုံးလုံးကချိန်ပေးပြီးတော့သင်ကြားပေးပါရီဆရာမလုံးကကိုယ့်ကိုယ်ယုံကြည်မှုပြည့်စုံမှုကပဲကလေးတွေပေါ်မှာလည်းစေတနာထားတဲ့ဆရာမတယောက်ဖြစ်နေပါရီ တစုံတစ်ခုကိုလိုချင်လို့ကလေးတွေကိုစားသင်ပေးတာမျိုးမဟုတ်ပဲသူတက်မြောက်ထားတဲ့ပညာတွေကိုပြန်လည်မျှဝေပေးနေပြီးတပတ်မှလည်းသူ့ရဲ့ကိုယ်ပိုင်လောက်ကရှင်နေပါသေးတယ်။ဆရာမလုံးလုံးကကလေးတွေကိုစားသင်ကြားပေးဖို့မကဘဲစိတ်ကိုပါသင်ကြားပေးနိုင်မယ်ဆိုတဲ့အတွေးကိုရအောင်လုပ်နိုင်ပါတယ်။လူငယ်တယောက်ဖြစ်တဲ့ဆရာမလုံးလုံးဟာအချောင်းသူတွေကိုလည်းလမ်းပြရကလေးတွေကိုစားသင်ပေးဖို့အတွက်အတူတူရသွားစေပါရည်။စားမတက်နိုင်လို့စားမတက်ဘူးဆိုတာမရှိအောင်သူ့ရဲ့ကိုယ်ပိုင်ခြေထဲကနေခွဲဝေပြီးတော့စားသင်ပေးနေတဲ့ဆရာမလုံးလုံးကဆရာပေးတာရဲ့ ်စိတ်ထားရှိသူလေးဖြစ်နေပါရီဆ ्याम မလလုံးကရင်ကတော့လမ်းဘေးကကလေးတွေကိုဒီလုတ်တွေဘာကြောင့်လုံးနေလဲဆိုတဲ့တွေးတွေဝင်ခဲ့ပူပါရီဒီလုတ်ကလေးတွေကိုစာသင်ပေးပြီးနောက်မှာတော့ကလေးတွေရဲ့ဘဝကိုပုံနာလေသွားပြီးဒီလုတ်ဘဝကနေလွမြအောင်ကိုကြီးပေးခြင်းစိတ်တွေလေးပြလာပါရီဒါကြောင့်လေစာသင်ပေးတဲ့ကလေးတွေကနေလက်မှုတက်ပညာတွေသင်ကြားခြင်းသူရဲ့အသိမိတ်ဆွေတွေနဲ့ချိတ်ဆက်ပေးတဲ့ဒီလေကိုကြီးပေးနေပါရီကလေးတွေကတော့ဒီလိုဆရာမလေးနဲ့စာသင်ခွင့်ရတာကတကယ့်ကိုကံကောင်းတာပါအမြင်မျိုးမျိုးနဲ့ကြီးသွားကြသူတွေထဲမှာ ဆရာမလုံးလုံးကသူတို့ဘဝကိုစာနာပေးနိုင်ပြီးစာရင်းရေးတဲ့ဖတ်တဲ့အောင်သင်ပေးလို့ဒီလိုဆရာမနဲ့စာသင်ရတဲ့ကလေးတွေကလည်းပြောနေကြပါရည်လမ်းမှာလုံးလုံးနေရတဲ့ကလေးတွေကိုကြောင်းမတက်နိုင်ရင်တောင်စာတက်သွားစေဖို့အတွက်စေနာပြင်းနေစာသင်ပေးနေတဲ့ဆရာမလေးရဲ့စိတ်ဓာတ်လေးကိုသဘောကျရင်လားဆိုတာ comment မှာပြောသွားပေးကြပါဦးရှင်